ရှမ်းပြည်နယ်ရှေးပိုင်းမန်ယောင်မြို့နယ်တွင်လက်စွမ်းကောက်ဆိုင်ဆက်ဖြင့်မိုးစဘာစိုက်ပျိုးဖြစ်ထွန်းမှုစံကွက်ရိတ်သိမ်းခြင်းကွင်းလန့်သွေတရုတ်ပြပွဲကိုယမန်နေ့က ဝမ်မိုးချင်းရွာကွေးနမစနစ်5.9တောင်တူဥဆိုင်တီဟာဤလယ်မြေ6ဒရမတိတုံညဧက၌ကျင်းပကြောင်းတရားပါရရှင်ရှေးဥစွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမူဥဝေမောင်ကအမစကားပြောကြား၍မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိဦးကျော်ကျော်မိုးကမြို့နယ်အတွင်းလက်ဆွဲကောက်ဆိုင်ဆက်ဖြင့် မိုးစဘာစိုက်ပျိုးမှုအခြေအနေနဲ့ဆောင်ရွက်ခဲ့မှုလုပ်ငန်းစဉ်နဲ့ဆင်ဆင်ကို ရှင်းလင်းပြောကြားပြီးတယောက်သူများအားစိုက်ပျိုးရေးတည်ပညာပေး လက်ကမ်းစဆောင်များပြောင်းဝေပေးခဲ့ပါတယ်ရှင်ထို့နောက်လက်စွဲကောက်ဆိုင်ဆက်ဖြင့်စိုက်ပျိုးထားသောစီနီကရီတုံးစိုက်ခင်အားစံခွက်ရိတ်သိမ်းရာတအေးကလင်အစိုးရထွက်တင်း190အချောက်အထွက်145တင်းထွက်ရှိပါရရှင် အဆိုပါအခမ်းအနားတို့ခရိုင်စီမံခန့်ခွာရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမူခရိုင်မြို့နယ်စီမံခန့်ခွာရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များခရိုင်မြို့နယ်အစင်ဌာနဆိုင်ရာများအခြေခံပညာနှင့်စမ်းမှုဆိုင်ပြိုး မွေးမြူရေးအထက်တန်းကျောင်းမှဆရာဆရာမနှင့်ចောင်းသားចောင်းတူများတောင်တူများ စုစုပေါင်း83ဦးတက်ရောက်ကြောင်းတရားပါရရှင် ကျမကတော့နန်းစီဖောင်းပါရှင်